ဘုရားရှိခိုး၍အာယုံယူနေတော့မြတ်စွာဘုရားက ပြုံးတော်မူတဲ့အဲဒီလိုပြုံးတော်မူတဲ့အခါမှာအရှင်အာနန္ဒာကမေးဘုရားပြုံးတာရှင်အာနန္ဒာနောက်ကနေပြီးဘယ်နဲ့လို့မြင်ရတော့မလို့မေးကြရှိတယ် မြတ်စွာဘုရားများပြုံးလိုက်တဲ့ဆိုရင်ဆွေတော်လေးစုကနေပြီးတော့ဩဒါတရောင်ချီတော်အလုံးကြီးတွေရွယ်လုံးကြီးတွေတပိတ်လုံးကရောင်ချီတော်ကြီးတွေကတခါလေကောင်းငင်ကိုတက်သွားကြတယ်။ညံပြီးတော့တခါဘုရားကိုတော်ရဲ့အုတ်ခေါင်းတော်လက်ရာရဲ့သုံးပတ်လေပြီးမှတဖန်ဆွေတော်ပြားမှပြန်ပြီးကြောက်သွားကြ။ ဒါဆရာပြုံးရင်ဒီရောင်ရှိတွေကထွက်မြင်းဒါကြောင့်နောက်ကနေသောရှင်အနန္ဒာကရောင်ရှိတော်ဩဒါတရောင်ရှိတော်လုံးနေထွက်တာမြင်တဲ့ဖြင့်ဆရာပြုံးတာကိုနောက်ကနေပြီးတော့သိမြတ်စွာဘုရားမိမပဲလို့ဩလူကောပန္တိဟိတုကောပစ္စယော ကာထာကတ္တသိတကာရဏီသိတကရဏီဗန္ဒီမြတ်စွာဘုရားတထာကတ္တရှိဖရာတို့အတူလာခြင်းကောင်းတော်မူသောမြတ်စွာဘုရားကိုယ်တော်မြတ်ဤသိတကရဏီပြုံးရှင်မှုပြုခြင်း၌ခေတုဇနကအကြောင်းကကောနုခောအဘေဗန္ဒီဖရား ပစ္စယောဥပ္ပံမကအကြောင်းငါကောအဘေဘာနိဖျာမြတ်စွာဘုရားရှင်တော်ဘုရားပြုံးတော်မူတာပြုံးတော်မူတဲ့ကိစ္စ၌အကြောင်းဘယ်လိုရှိပါတော့ဘာကြောင့်ရှင်တော်ဘုရားပြုံးတော်မူပါကြတော့လို့မင်းရောက်တဲ့အခါမြတ်စွာဘုရားကအာနန္ဒ အယံကုမာရိကာဣမေသံကုမာသပိန္ဒနံဖလေနဣဇေဝကောသလာရိညောအကမေတိဘဝိတတိအနန္ဒခြေသာအနန္ဒအယံကုမာရိကာဤတတို့သမိတိဣမေသံကုမံကုမာသပိန္ဒနံဤမယောမုံသုံးစုတို့ဤ ဖလီနအကျိုးကြောင့်ဣဇေဝယနေ့ပင်တွင်ကောသလရင်ညောပတိနတိကောသလမင်းတရားကြီးဤဧကမဟိတိမိဖေအခေါင်းဤသည်ဘဝိတ္တိဖြစ်ပေလိမ့်မည်